မှန်တဲ့ချက်ရှိမှာမတည့်ရပြီးနာမည်တကူကို၅ချိန်တီတီခေါ်လိုက်တယ်နဲ့အဲ့ဒီနာမည်ပိုင်ရှင်ကတင်းရဲ့နောက်ကိုရောက်လာပြီးတင်းကိုချက်ချင်းတပ်ပစ်လိုက်မှာဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကေဝတတိတ်မတ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကဇာတန်ကေဝကျော်ရီဒီဗီယိုမှာတော့ကျွန်တော်ကို YouTube comment တကူကကန်တီမန်ကြောင့်ပြောပြပါဆိုတော့လာမက်ထားတွေ့လို့ကျော်ရီဒီဗီယိုကိုလွတ်လပ်ရခြင်းဖြစ်ပါတယ်အဲ့ဒီဒီဗီယိုထဲမှာတော့ဒီကန်တီမန်နဲ့ပတ်သက်ပြီးကျွန်တော်တည်တဲ့တော့ကိုပြောပြပေးသွားမယ်ဗီဒီယိုလေးမစခင်မှာတော့ထုတ်တဲ့အချိန်မှာကျွန်တော်ကေဝတတိတ်မတ် YouTube channel လေးကို ဆက်ဖွဲ့မှာသိစဉ် subscribe လုပ်ပေးကြပါလိမ့်နာလို့ဒီဘက်ကောင်းလာလို့လည်းနှိပ်ပေးကြပါအပြီးတော့ထုတ်ဆက်တိုင်းပဲတင့်နေတဲ့ဒီဗီဒီယိုလေးကိုကြည့်ကြွကြည့်နေဆိုရှင်တော့ VPN လေးခံပြီးတော့ခြေပေးခြင်းဖြင့်ပုံညီပေးကြဖို့လည်းဆောဆိုခြင်းပါနဲ့ဆက်လိုက်အောင်ပါပြန်ဒီမဲ့ဆိုတာကတော့အမေရိကန်နိုင်ငံရဲ့မျိုးပြဒဏ္ဍာရီတွေက horror guide တခုဖြစ်ပါတယ်။ဒါဒီ guide နဲ့ပတ်သက်ပြီးရုပ်ရှင်တွေတော်တော်များထွက်လာပါတယ်။ နောက်ဆုံးထွက်ရှိခဲ့တဲ့ရုပ်ရှင်က2022ခုနှစ်ကထွက်ရှိခဲ့တဲ့ကန်ဒီမန်ဆိုတဲ့ရုပ်ရှင်မှာကန်ဒီမန်ကြောင့်ကိုသိစိတ်ပြောရမယ်ဆိုရင်သူ့ရဲ့ဘဝကတော်တော်လေးကိုသနာဖို့ကောင်းပါတယ်။အဲသူ့ရဲ့နာမည်ရင်းက Daniel Robbie Tay လို့ခေါ်ပြီးတော့1896ခုနှစ်ဝင်းကျင်လောက်တုန်းကအမေရိကန်နိုင်ငံကပကြီးပညာရှင်တယောက်ဖြစ်ပါတယ်။သူကလူမဲတယောက်ဖြစ်ပါတယ်။အဲဒါပေမဲ့သူနဲ့ချစ်သူဖြစ်နေတဲ့ကောင်မလေးကတော့လူပြူလူမျိုးအထက်တန်းစားမိသားစုတစ်ခုရဲ့သမီးတယောက်ဖြစ်ပါတယ်။ AKA ခါတော့ကအမေရိကန်နိုင်ငံမှာလူပြူလူမဲခွဲခြားတဲ့ပြဿနာကတော်တော်လေးကိုကြီးပါတယ်။ အဲဒါကြောင့်မလို့ကောင်မလေးရဲ့အဖေဖြစ်သူကဒန်နီယယ်လိုမျိုးအလူမဲတယောက်ကိုသူသမီးနဲ့သဘောမတူနိုင်တဲ့တော့ကြောင့်မလို့နောက်ထပ်လည်းမပတ်သက်နိုင်အောင်တပ်ပြဖို့အတွက်အဲသူ့ရဲ့တပည့်တွေကိုအမိန်ပေးလိုက်ပါတယ်။ဒါကြောင့်ပဲသူ့ရဲ့တပည့်တွေကတညမှာဒန်နီယယ်ကိုအတော်ဝိတခုတည်းကိုဖမ်းခေါ်သွားပြီးတော့ဂျေးရဲ့ဆက်ဆက်ကိုတပ်ပြလိုက်ကြပါတယ်။ဘလိုမျိုးလဲဆိုရင်ဒန်နီယယ်ကိုကျိုးရင်းနဲ့တုတ်ထားပြီးတော့အဲဒန်နီယယ်လက်တစ်ဖက်ကိုဖြတ်ပြလိုက်တယ်။အဲပြီးတော့အဲ့လက်တစ်ဖက်ရဲ့အသားတွေကိုတန်ချေကြီးတစ်ခုကိုထိုးသွင်းလိုက်ပါတယ်။ အနောက်ပြီးတော့ဘယ်လိုမျိုးတတ်ပြစ်လဲဆိုလို့ရှိရင်အဒန်နီယယ်ရဲ့ကိုဘော်တစ်ခုလုံးကိုပြားရည်တွေလောင်းချပြီးတော့အပြားတွေကိုညှားပြီးတော့ဒီဒန်နီယယ်ကိုဝိုင်းပြီးတော့ပြားတုပ်စေတဲ့ပုံစံမျိုးနဲ့တတ်ပြစ်လိုက်တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ဒန်နီယယ်ကနာကျင်မှုဝေဒနာပေါင်းများများစွာကိုခံစားရင်းနဲ့ပဲတေဆုံးသွားခဲ့ပါတယ်။ဒီလိုမျိုးတေဆုံးခံနေတဲ့အချိန်မှာခံစားရတဲ့နာကျင်မှုဝေဒနာတွေရဲ့နောက်ဆုံးရလဒ်ကတော့ကန်တီမန်လို့ခေါ်တဲ့ကြောက်စရာကောင်းတဲ့ဝိညာဉ်ဂလက်ဇာချီလိုတဲ့ဝိညာဉ်တစ်ကောင်အဖြစ်ကိုပြောင်းလဲသွားတာဖြစ်ပါတယ်။ ကန်ဒီမန်ရဲ့လိုခေါ်တဲ့အကြောင်းရင်းကလည်းဒီပြားရည်တွေနဲ့အဲလောင်းချပြီးတော့ဒီပြားရည်တွေနဲ့ပဲတိတ်ဆုံးသွားတဲ့ဥညာတကောင်ဖြစ်လို့ဖြစ်ပါတယ်ဒီလိုနဲ့နောက်ပိုင်းမှာတော့မှောင်နေတဲ့အခန်းတစ်ခုထဲမှာရှိတဲ့မှန်ရှင်းမှာမတည့်ရပြီးတော့ကန်ဒီမန်လို့ငါးကပြောမယ်ဆိုရင်အဲကန်ဒီမန်ရဲ့ဝိညာဉ်ကပြောတဲ့သူရဲ့နောက်မှာပေါ်လာပြီးတော့ဒီပြောတဲ့သူကိုဒီရဲဆက်ဆက်တက်ပြစ်တယ်ဆိုတော့အဲစကားတွေလူတွေချမ်းမှာပေါ်လာခဲ့ပါတယ်ဒါဆိုရင်ဒီကန်ဒီမန်ဆိုတာကအပြစ်မှတကယ်ရှိတာလားအဲကျော်ရှိရပြောခဲ့တဲ့ဒဏ္ဍာရီကတော့အပြစ်မှတကယ်ရှိပါတယ်ဒါပေမဲ့ဒါကဒဏ္ဍာရီပါ အပြင်မှာတကယ်ရှိတယ်မရှိဘူးဆိုတာကတော့ဘယ်သူမှတိတိကျကျမပြောနိုင်သလိုအဘာတသက်ထောက်ထားမှလည်းမရှိပါဘူးဟုတ်ကဲ့ပါကျွန်တော်ခုပြောပေးခဲ့တာကတော့ကန်ဒီမန်လို့ခေါ်တဲ့အမေရိကန်နိုင်ငံရဲ့မျိုးပြဒဏ္ဍာရီတွေကဟော်ရာကိုက်တာတစ်ကောင်အကြောင်းပဲဖြစ်ပါတယ်အဲဒီကြောင့်တော့ပတ်သက်ပြီးပရိသတ်တို့ထင်မှတ်ချက်ကိုလည်းအောက်ကကွန်မန့်မှာဝင်ရောက်ရေးသားတော်ရရပါတယ်အနောက်ထပ်ဗီဒီယိုလုပ်စေခြင်းအကြောင်းအရာနဲ့သိချင်ကြောင်းရှိလို့ရှိရင်လည်းအောက်ကကွန်မန့်မှာဝင်ရောက်ရေးသားတော်ရရပါတယ်ကြော်တက်နိုင်သောဝီဆက်လုပ်ပြီးတော့ဗီဒီယိုဘုတ်ဖြစ်အောင်ဖန်တီးပေးတော့အောင် ဗီဒီယိုလုံးဆုံးကြည့်ပါလို့ကျေးဇူးတင်ပါတယ်လမ်း subscribe လေးနဲ့နှိပ်တော့မိပါနဲ့နောက်ဆက်သောအကောင်ကြောင်းလေးကျောက်ဆောင်ကောင်ကြောင်းလေးတို့ပြန်လာခဲ့ပါအောင်ပဲဘိုင်ဘိုင်